ဒီ match လာကုန်မှာလှုပ်ခဲ့တဲ့ညင်ကလင်ပေါ့နော်လူတော်တော်များများတည်ကြည်ကြတယ်အခု April 3ရက်နေ့အထိထုတ်ပြန်ထားတာကတော့လူ3000ကျော်တည်ဆုံခဲ့ပြီးထိခိုက်နိုင်ရတဲ့လူကလည်းလူ4000 5000လောက်ရှိတယ်လို့ပြောတယ်ပေါ့နော်တကယ်တကယ်တမ်းမြေပြင်မှာတော့ဒီထက်ပိုပြီးတော့များနိုင်ချေရှိတယ်အဲထပ်ပြီးတော့လည်းတည်ဆုံတဲ့အရေအတွက်ကပိုပြီးတော့များလာဖို့ရှိတယ်ပေါ့အခုတည်ဆုံရတဲ့ဆိုတဲ့အရေအတွက်ဆိုတာကငလင်လှုပ်ပြီးတဲ့အခါကျရင်ပြိုကျပြီးတော့ထိခိုက်ပြီးတော့တည်ဆုံသွားတဲ့ဒုတွေကိုပဲပြောတာ ငလျင်လုတ်ပြီးနောက်ပိုင်းမှာဖြစ်လာမဲ့ကျန်းမာရေးပြဿနာတွေရှိတယ်ယောဂတွေရှိတယ်ဒီအရေကြောင့်လည်းနောက်ထပ်အတက်ဆုံးရှုံးတာတွေဖြစ်လာနိုင်နေတယ်ဘဝဆုံးရှုံးတာတွေဖြစ်လာနိုင်နေတယ်အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်ကငလျင်ဘေးကြောင့်ငလျင်ရဲ့နောက်ဆက်တွဲအနေနဲ့ဘာယောဂတွေဖြစ်လာနိုင်လဲဒီယောဂတွေမဖြစ်ပွားအောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲကျွန်တော်တို့တတ်နိုင်တာတွေနဲ့ဘလို့ကပွဲရမလဲဆိုတာကိုပြောပြပါမိမယ်တော်တော်များများလဲစိတ်ထိခိုက်နေမယ်လို့ကျွန်တော်ထင်တယ် အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်တို့ဒီစေချောင်းတက်တော်က group တစ်ခုထဲကကျွန်တော်ရဲ့တငယ်ချင်းတွေအတိမိတ်ဆွေတွေမိတာစုလိုက်ငလင်အောက်မှာပြပြသွားတယ်တိတ်ဆုံသွားတယ်ဗောနော်အဲ့တော့သူတို့လည်းစိတ်မကောင်းဘူးပြီးတော့နေ့စဉ်နေ့စဉ်တက်လာနေတဲ့ဒီတဲ့င်းလေးကိုကြားရတာမြင်ရတာလည်းတော်တော်လေးကိုဝမ်းနေရတယ်ဗောနော်ထိခိုက်ရတယ်ငလင်နောက်ပိုင်းမှာ ဖြစ်လာမဲ့ပြဿနာတွေရှိတယ်အဲ့ဒါတွေကဒဏ်ရာတွေမှာပိုးဝင်သွားတာဗော တော့တချို့တွေကငလင်ဘေးကနေလွတ်လာတယ်ကြီးကြီးမားမားတွေတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့တချို့တွေခါကျတော့ခြေကျိုးလက်ကျိုးတွေရှိမယ်ဒဏ်ရာရတာတွေရှိမယ်အဲ့ဒီဟာတွေမှာဒီရှင်တွေဖုံတွေမှာယောဂပိုးတွေကပ်ပါလာတယ်ပေါ့နော်အခုလက်ရှိအနေထားရဆိုရင်ရုတ်တရက်ဖြစ်သွားတဲ့တရက်နှစ်ရက်မှာစေးရုံတွေကိုယ်တိုင်ကလည်းမနိုင်ဘူးပေါ့နော်ပုံမှန်လုံနေကြအလုပ်တွေကလည်းစေးရုံဖက်ကနေကြည့်မယ်ဆိုရင်လည်းမလုံနိုင်တော့တာတွေလည်းရှိတယ်အော်စေးရုံမှာငကူကလေးကလူနာတွေကများပြီးတာငလင်လုတ်တဲ့အချိန်မှာဒီလိုမျိုး အရန်ဟောင်းနှန်းနေပြီဖြစ်တဲ့ဆင်းရုံအဆောက်အဦတွေကနေပြီးတော့ချွေပြောင်းနေရတာလည်းရှိကောင်းရှိမယ်။အဲဒီခါကျတော့တိုက်ပြို့လို့ဒါမှမဟုတ်ဒီငလင်ကြောင့်ထိခိုက်တဲ့ဟန်ရတဲ့လူတွေကဆင်းရုံသွားတဲ့အချိန်မှာနေရာမရတာကြီးလည်းအများကြီးဖြစ်လာတယ်။ကွင်းပြင်ထဲမှာနေရတာကြီးလည်းဖြစ်လာတယ်။ပြီးရင်ထိခိုက်တဲ့ဟန်ရတွေကိုအချိန်မီမကုတပေးတဲ့ဟန်ရတွေလည်းဖြစ်လာနိုင်တယ်။အဲဒီမှာပါဖြစ်သွားလဲဆိုတော့ရွှွန်တွေဖုန်တွေကနေတဆင့်ပိုးတွေဝင်သွားတယ်။အဲ့ဒါကိုတေချာမကုပဲထားတဲ့အခါကျရင်ကျွန်တော်တို့က star file လို့ pocket လို့ခေါ်တဲ့ battery ရာပိုးတွေ အတီနိုဘက်တာလို့ခေါ်တဲ့ဘက်တီးရီးယားပိုးတွေဒါတွေကနေတဆင်ဆိုးရတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာတယ်ဥပမာတွေးအစိတ်တက်တာတွေတွေးအစိတ်တက်နေဆိုရင်ဒါတိတ်ဆုံးတဲ့အထိအနေရရှိတယ်နောက်နံပါတ်2ကတော့ရေချောင်းဖြစ်တဲ့ဝမ်းပြက်ဝမ်းလျှောတွေငလင်လောက်တဲ့အချိန်မှာကျွန်တော်တို့ပေးဝေနေတဲ့ရေတွေငလင်လောက်တဲ့အချိန်မှာကျွန်တော်တို့စီကိုတွေ့တန်းထားတဲ့ရေပိုက်တွေရေတန့်တွေတောက်ရေတွေတုံးရေတွေဒါတွေအကုန်လုံးပြက်စီသွားတယ်အဲ့ဒီကနေတဆင်ယောဂပိုးတွေဝင်သွားတာပေါ့နော်အထူးသဖြင့်ကာလာဝမ်ယောဂကော်လာရာတွေ ပြီးရင်တခြားဝမ်းယောဂါတွေ၊ဥယောင်ဝမ်းပြယောဂါတွေဒါတွေကဝင်သွားတဲ့အတွက်ကြောင့်မလို့တေချာမကျူမချက်ပဲနဲ့မတက်စင်ပဲနဲ့တောက်လိုက်တဲ့ခါကျရင်ကျွန်တော်တို့စီမှာယောဂါပိုးတွေကူဆက်လာမယ်ဒီလိုမျိုးစိတ်မချရတဲ့ရည်တွေကိုတောက်တဲ့ခါကျရင်ယောဂါတွေကအလွယ်တကူဖြစ်လာနိုင်တယ်လွန်ခဲ့တဲ့လပိုင်းကပဲဒီမန္တလေးမှာခေါ်လာတော့ outbreak ဖြစ်သွားတယ်ကာလဝံယောဂါလူနာတွေရအယောက်ရှိရာကျော်လောက် ဖြစ်သွားရတယ်။ဒါကငလင်မလုတ်ခင်ကအခြေအနေကိုပြောတာ။အဲ့တော့အခုလိုမျိုးငလင်လုတ်တဲ့အချိန်ကျရင်ပုံမှန်ပေးဝင်နေတဲ့ရေတောက်ရေတွေတုံးရေတွေကပြက်စီးသွားတဲ့အခါကျရင်ယောဂပိုးတွေအလွယ်တကူဝင်တယ်။အဲ့ဒီကနေဒီစင်လဲကျွန်တော်တို့တွေကလောင်ဝံယောဂတွေဝမ်းပြောင်းဝမ်းလျှော်ယောဂပိုးတွေကူဆက်လာနိုင်တယ်။နောက်နံပါတ်၃ကတော့အတက်ရှူလန်ကြောင်းဆိုင်ရာယောဂတွေဘေးလွတ်ရာကိုလူတွေကတွားပြီးစုပြုံနေရတယ်။တချို့တွေကလည်းကိုယ်အိမ်ထဲမှာမအိပ်တဲ့အတွက်ကြောင့်လို့ခြံထဲမှာတွားပြီးအိပ်နေရတယ်။တချို့တွေကကြတော့တွားစရာနေရာမရှိတော့ဘူး။တဲစရာနေရာမရှိတော့ဘူး။အဲ့တော့ လူအများစုနေတဲ့နေရာမှာပဲတွားပြီးတော့နေကြတယ်အတက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ယောဂတွေကလည်းအလွယ်တကူဦးဆက်နိုင်တယ်အဲ့တော့ဒီယောဂတွေထဲမှာလည်းကျွန်တော်တို့တုတ်ကွေးယောဂတွေပါမယ် COVID-19 လို့ယောဂပိုးတွေလည်းပါလာနိုင်တယ်အဲ့တော့ဒါတွေကအလွယ်တကူအချင်းချင်းဦးဆက်ခံနိုင်ရတာပေါ့နော်အဲ့တော့အေးမိတာချောင်းထူတာတွေလည်းအလွယ်တကူဖြစ်လာနိုင်တယ်နောက်တစ်ခါတော့ခြင်ချောင်းဖြစ်တာအပေါ်မှာကျွန်တော်ပြောခဲ့တဲ့ရေချောင်းဖြစ်တဲ့ဝမ်းလျှောယောဂမှာဒါရင်ကောင်တွေများလာရင်လည်းဖြစ်နိုင်တယ်မတန့်ရှင်တဲ့ရေကိုရင်တွေကတွားနာနားပြီးတော့အဲ့ဒီ ရင်တွေကနေပြီးတော့ကျွန်တော်စားမယ့်အစားအစာကိုလာနာအဲ့ဒီကနေလည်းဖြစ်သွားနိုင်တယ်ပြီးတော့နောက်တစ်ခုကရှင်တွေကပေါ်လာနိုင်တဲ့တို့ကြောင့်မလို့အပြင်မှာအိတ်တယ်တနည်းအရမှာတော့အိတ်တဲ့အခါကျရင်ရှင်တော်မပါဘဲနဲ့အိတ်တဲ့အခါကျရင်တွေးလွန်တို့ကိုရောကတော့ဒီငှက်ဖြာငှက်ဖြာခါကျတော့တောပိုင်းတွေမှာပူဖြစ်မှာပေါ့နော်အဲ့တော့ဒီရှင်ကြောင့်ဖြစ်တဲ့ယောဂတွေကအလွယ်တကူဆက်နိုင်တယ်ရှင်ကြောင့်ဖြစ်တဲ့တခြားယောဂတွေလည်းရှိသေးတယ်ဂျပန်အုံနောက်အမြေပါယောဂဒါတွေကလည်းပဲကူးဆက်လာနိုင်တယ် ဒါကြောင့်မလို့ကျွန်တော်တို့ကိုချင်းကလည်းပဲဒုက္ခပေးမဲ့အထင်မှာပါအဲ့တော့ဒီမှာကျွန်တော်ပုံပို့ပြီးတော့နားလဲလွယ်အောင်ပို့ပြီးတော့မျက်စိထဲပေါ်အောင်ကျွန်တော်ပုံနဲ့ထပ်ပြီးတော့ပြောပြပေးမယ်ဒီမှာဆိုရင် ပုံထဲမှာပြထားတဲ့အတိုင်းပဲပေါ့နော်ထိခိုက်သွားတဲ့အခါကျရင်ဒီလိုမျိုးပိုးကောင်လေးတွေဒါမျက်စိနဲ့တော့မမြင်ရနိုင်ဘူးပေါ့နော်အဲ့ဒီ star file လို့ pocket တို့ adino better လို့ဒီကောင်တွေကကျွန်တော်ရဲ့အနာနေစင်ဝင်လာတယ်ပေါ့နော်ဒီကောင်တွေကနေပြီးတော့တွေးအစိတ်တက်တာတွေဖြစ်လာနိုင်တယ်ပြီးရင်မတန့်ရှင်တဲ့ရည်တွေတောက်မိတာကနေစင်ကျွန်တော်တို့ကဝမ်းပြဝမ်းလျှော်ယောဂါတွေကပို့ပြီးတော့ဖြစ်လာနိုင်တယ် အဆုံနဲ့ဆိုင်တဲ့အတက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ယောဂတွေဒါတွေကလည်းပဲကျွန်တော်ဖုံမုံတွေရှူတာအနေနဲ့ဖြစ်လာနိုင်တယ်လို့လူအစုအဝေးထဲမှာနေတဲ့ဟာအနေတဆင်တယောက်နဲ့တယောက်ကူးဆက်တာအနေနဲ့ဖြစ်လာနိုင်တယ်ပြီးရင်ဒီခြင်ကနေတဆင်ကူးဆက်တဲ့ယောဂတွေပေါ့နော်တွေးလုံးတုတ်ကိုင်းတို့ငှက်ဖြားတို့ဂျပန်အုံနောက်အမီပါရောက်ယောဂဒါမျိုးတွေဖြစ်လာနိုင်တယ်ဒီဟာတွေကအဖြစ်များတဲ့ယောဂတွေအခုကျွန်တော်ပြောသွားတာရုပ်ပိုင်းဆိုင်ရာယောဂတွေအဖြစ်များတဲ့ယောဂတွေကိုပဲကျွန်တော်ပြောသွားတာတကယ်တကယ်တော့ငလင်နောက်ဆက်တွဲမှာမျက်စိနဲ့မြင်ရတဲ့ယောဂတွေလည်းရှိတယ်လို့မျက်စိနဲ့မမြင်နိုင်တဲ့ ကျွန်တော်တို့ဒုက္ခပေးနိုင်မဲ့ယောဂတွေလည်းရှိတယ်အဲ့ဒါတွေကဘာတွေလဲဆိုတာကျွန်တော်ဆက်ပြောပြပေးမယ်အဲ့ဒါကျွန်တော်တို့ရဲ့စိတ်ကြမ်းမာရေးပေါ်တရားမှုတွေရှိတယ်ငလင်ကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တစ်ခုတည်းကိုထိခိုက်တာမဟုတ်ဘူးစိတ်ပိုင်းဆိုင်အောင်အများကြီးထိခိုက်တယ်အခုလက်ရှိအခြေအနေကိုပဲကြည့်ကြည့်ကျွန်တော်တို့ Facebook ပေါ် Social Media ပေါ်ကနေပြီးတော့တင်းတင်းတွေတက်လာတယ်တက်လာတယ်ကျွန်တော်တို့ရဲ့ရင်ထဲမှာဝမ်းနေနေရတာကျွန်တော်တို့စိတ်မကောင်းဖြစ်ရတာတော့တစ်ခါလေးကြာရင် ငလင်တန်ခံအဆောက်အဦကနေပြီးတော့လွတ်ထွက်လာတဲ့အတူတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ဝမ်းထားရတယ်အဲ့လိုပဲတည်ဆုံးသွားတဲ့တွေကိုကြည့်ပြီးတော့ကျွန်တော်ဝမ်းနေရတယ် ိုယ့်ရဲ့အတွေ့အကြုံမဟုတ်တာတော့မှ online ပေါ်ကတက်လာတဲ့ပုံလေးကြည့်ပြီးတော့ကျွန်တော်တို့ဝမ်းနေရတယ်ကျွန်တော်ကိုယ်တိုင်ကတော့ငလင်တန်ခံရတယ်ဒါပေမဲ့အရန်ဆိုးဆိုးဝါးမဖြစ်လိုက်ဘူးတကယ်တကယ်ငလင်တန်အရန်ကိုခံလိုက်ရတဲ့ဒုတွေအဆောက်အဦပြိုကျတဲ့အထဲမှာကတ်တီလေးလွတ်သွားတဲ့ဒုတွေဒါမှမဟုတ်ခြေလက်တွေထိခိုက်သွားတဲ့ဒုတွေမိသားစုထဲမှာတရေရောက်တည်ဆုံသွားတာဒါမှမဟုတ်ကိုတယောက်တည်းကြံပြီးတော့ကိုတမိသားစုလုံးဒီငလင်ထဲမှာပါသွားတာဒါလိုမျိုးလူတွေကနောက်ဆက်တွဲမှာစိတ်ပိုင်းဆိုင်ရာပြဿနာတွေ တော်တော်လေးကြီးရဲ့ဒါကကျွန်တော်တို့မမြင်ရပေမဲ့တတိထားစရာအရန်ကောင်းတဲ့အထဲမှာပါတယ်အဲ့တော့ကျွန်တော်ကြောက်စိတ်တွေများလာတယ်စိုးရင်ပူပန်မှုတွေများလာမယ်ဝမ်းနည်းမှုတွေများလာမယ်ကလေးတွေပါဆိုတော်တော်တနာစရာကောင်းတယ်တို့ထုတ်မပြောတတ်ဘူးတူတူရဲ့နုနယ်တဲ့အတွေ့အကြုံရစိတ်တန်ရာတွေကြီးကြီးမားရပါတယ်ဒီမှာဆိုရင်နံပါတ်1အနေနဲ့ကျွန်တော်တို့ရုတ်တရက်စိတ်တန်ရာရပါတယ်ကိုတမိတာစုလုံးငလင်ထဲမှာပါပါတယ်ကိုတယောက်လည်းကြံခဲ့တဲ့အချိန်မှာရုတ်တရက်အယမ်းကိုထိတ်လန့်သွားတယ်ဘာလို့လို့ပါကန်ရမှန်းမသိဘူးကြက်တေတေသွားတယ်ပေါ့ ဒါအစောပိုင်းမှာဗောနော်ဒါတရနေ့လောက်မှာဒီလိုမျိုးတုံဆိုင်သွားတာ freeze ဖြစ်သွားတာဘာလို့လုပ်ပါခံရမှန်းမသိတော့တချို့တွေခါကျတော့မီတာဆိုတော့ဘာမှမဖြစ်ဘူးဒါပေမဲ့ကိုတက်တက်လုံးရှာထားခဲ့တဲ့စီးစိမ်ဥစ္စာတွေမိနစ်ပိုင်းစက္ကန့်ပိုင်းအတွင်းမှာပဲအကုန်လုံးပြိုကျပြတ်စီသွားတဲ့အခြေပါတို့တော့အရန်ကိုရှော့ရပါတယ်နံပါတ်1က PTSD ဒါတော်တော်လေးကိုတတိထားမယ်အခြေအနေ post traumatic stress disorder စိတ်ဒဏ်ရာလုံးစိတ်ဖိစီးမှုရောဂါလို့ မြန်မာလိုပြန်မလားဘေးအန်ရဲ့ကြုံပြီးတဲ့အခါတပတ်နှစ်ပတ်လောက်ကြာပြီးတဲ့အခါကျရင်ဒါလူတချို့မှဒါဝင်လာတယ်လပေါင်များစွာကြာလာနိုင်တယ်နှစ်ပေါင်များစွာကြာလာနိုင်တယ်အိမ်မက်ဆိုရိမက်မယ်အတိတ်မှာဖြစ်ခဲ့တာတွေကိုပြန်တွေးမယ်ကိုဒီငလင်လုံနေတဲ့အချိန်တော့အကြောင်းရင်ဖြစ်ရင်ဖြစ်မယ်ဒါမို့ကိုမီတာစုနဲ့တစ်ချိန်တုန်းကပျော်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်တွေးမိရလဲဖြစ်ရင်ဖြစ်မယ်စိုးရင်စိတ်တွေများလာမယ်ငလင်အကြောင်းကိုပြန်စဉ်းစားမိတိုင်းမှာစိတ်မထိန်နိုင်တော့ဘူး ဘလို့မှကိုကိုကိုရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာမထိန်းနိုင်တော့ဘူးဒီလိုမျိုးတွေဖြစ်လာနိုင်တယ်အဲ့ဒါကို PTSD လို့ခေါ်တယ်ကျွန်တော်နေပေါ်မှာငနေလောက်တယ်၃နှစ်ကြာတဲ့အထိလူ၅ဘုံတစ်ဘုံလောက်က PTSD စိတ်ရောဂါကိုခံစားနေရတုံးပဲကျွန်တော်မြန်မာနိုင်ငံလိုမျိုးဆိုရင်တော့ပို့ပြီးတော့ဖြစ်နိုင်ခြေပိုများတာပေါ့ကျွန်တော်တို့ဒီမှာကမျက်စိနဲ့မြင်ရတဲ့ရုပ်ပိုင်းဆိုင်ရာကိုပို့ပြီးတော့တတိထားမိကြတယ်မျက်စိနဲ့မမြင်နိုင်တဲ့စိတ်ပိုင်းဆိုင်ရာစိတ်ကြမ်းမာရေးခါကြတော့လစ်လျူယူတာကျွန်တော်ကုမဖြစ်ခင်ကတည်းက ဒီလိုမျိုးစိတ်ကြမ်းမာရင်းနဲ့ပတ်သက်ပြီးတော့အားနေကြခုလိုမျိုးကာလငကူကလေးကိုမှပြည်တွင်းမှာဒါစီးပွားရေးကမကောင်းစည်ရေးနိုင်ငံရေးကမကောင်းအဲ့လိုမျိုးအခြေအနေမှာငကူကလေးကစိတ်ပိစီးမှုတွေအများကြီးရှိနေတယ်ငလင်ကြောင့်မိသားစုဝင်တွေဆုံချုံသွားရတယ်အဆောက်အဦတွေပြိုကျပျက်စီးသွားတယ်ကိုပိုင်ဆိုင်တာတွေအကုန်လုံးဆုံချုံသွားတဲ့အချိန်မှာ PTSD ကအလွယ်တကူပို့ပြီးတော့ဝင်လာနိုင်တယ်ပြီးရင်ဒါကိုကုပေးမဲ့ကျမ်းမာရေးဝန်ထမ်းကအလုံလောက်မရှိဘူးကျွမ်းကျင်တဲ့ဝန်ထမ်းကအလုံလောက်မရှိဘူးအဲ့ဒီအနေနဲ့တစင်ကျွန်တော်တို့ ပို့ပြီးတော့စိတ်ကြမ်းမရေးမှာပြဿနာတွေတက်လာမယ်စိတ်ယောဂတွေပို့ပြီးတော့ဆိုးလာနိုင်တယ်နောက်တစ်ခုကဆိုးရိမ်စိတ်နဲ့စိတ်တက်ကြအဓိကတော့ depression ပေါ့ဒီငလင်နဲ့ပြပြတတ်တန်ကြုံပြီးတဲ့တွေမှာစိတ်တက်ကြတာဖြစ်လာတယ်။ငကိုကလေးကကျွန်တော်တို့ရဲ့တိုင်းပြည်ကလူအများစုကစိတ်ကပျော်နေကြတာမဟုတ်စိတ်ညစ်နေကြတာစိတ်တက်ကြနေကြတာအဲ့လိုမျိုးအခြေအနေမှာအခုလိုငလင်ကြုံတွေ့ပြီးတဲ့အခါကျရင်စိတ်တက်ကြတာပိုဆိုးသွားတတ်တယ်။တချို့လူတွေမှာဆိုရင်စိတ်တက်အရန်ကြပြီးတော့ကိုကိုကိုတက်တည် ခြင်စိတ်တွေပေါ်လာတာမျိုးတွေဖြစ်သွားတတ်တယ်။တော်တော်လေးကိုခက်ခဲတယ်။ကျွန်တော်တို့မြင်တာတဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာတွေမကောက်။မမြင်တာတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်းကျွန်တော်တို့တတိထားတယ်။အကယ်၍ကျွန်တော်တို့စိတ်ကြမ်းမာယူလာပြီးတော့ထိခိုက်နေပြီဆိုရင်ဘာတွေဆက်လုပ်ရမလဲဆိုတာဆက်ပြောတွားပေးပါမယ်။နောက်တစ်ခုကအယံတနာစရာကောင်းတယ်။ကလေးလေးတွေကလေးလေးတွေမှာဆိုရင်လည်းဒီစိတ်ပိုင်းဆိုင်ရာတော်တော်လေးကိုထိခိုက်လွယ်။နဂူကလေးကဘဝအတွေ့အကြုံရန်နှုတ်နေတဲ့ကလေးလေးတွေကကိုယ့်ရဲ့မိသားစုဝင်တဲ့ယောက်ကငလင်ထဲမှာပါသွားမယ်။ကိုတမိသားစုလုံ ပါသွားပြီးပြီဒီလိုမျိုးတွေဖြစ်လာပြီဆိုရင်တော်တော်လေးကိုဒီကလေးအတွက် စိတ်မကောင်းစရာလို့ပြောရမယ်တို့ရဲ့ရေရှည်ကြီးလာမဲ့အချိန်မှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုအရန်ဆိုးဝါးနိုင်တယ်အပေါ်မှာပြောခဲ့တဲ့ PTSD တို့ depression တို့ anxiety တို့ဒါတွေအပြင်တို့ရဲ့စိတ်ထဲမှာဒဏ်ရာကကြီးကြီးမားမားရောနိုင်တယ်ကျွန်တော်ပို့ပြီးတော့ရှင်းအောင်ပုံလေးတွေထုတ်ထားပြီးတယ်ကလေးပဲဖြစ်လူကြီးပဲဖြစ်ရုတ်တရက် trauma ရပါမယ်ရှော့ရပါမယ်ကြက်တိတ်တိတ်သွားတယ်ငလင်ကြီးကကြိုကျလာတယ် ကိုကတော့လွတ်အောင်လွတ်သွားမယ်ကိုရဲ့အတိမိတ်ဆွေတွေတငယ်ချင်းတွေမိသားစုတွေအထဲမှာခြံခဲ့တယ်။ဘာလို့လို့ဘာခံရမှမသိဘူး။ကြက်တွေတည်သွားတယ်။ကြောက်သွားတယ်။လုံအောင်လူကငြိမ်ကြောက်သွားတယ်။ဒါမျိုးတွေဖြစ်သွားတတ်တယ်။လူကလည်းထုံသွားတယ်။ PTSD Post Traumatic Stress Disorder ငလျင်ဘေးကနေတော့လွတ်သွားပြီးပြီ။ဒါပေမဲ့အဲ့ဒီနောက်ဆက်တွဲရက်ပေါင်များစွာကြာတယ်။လပေါင်များစွာကြာတဲ့အခါကျရင်ဒီယောဂါကြီးကဝင်လာတယ်။နော်ညံ့ညဆိုမအိပ်ရတော့ဘူး။ရုတ်တရက်ထားထိုင်ရတယ်။စိတ်ပင်ပန်းတယ်။စိတ်ညစ်တယ်။စိတ်လှုပ်ရှားတာအရန်ကိုလွယ်သွားတယ်။ အရင်တော့ကနေမတူတော့ဘူးတခြားလူတယောက်လူမျိုးပြောင်းလဲသွားတယ်ဒါမျိုးတွေကြုံလာရမယ်ကျွန်တော်တို့မှတ်ထားရမှာကနီပိုးလိုနိုင်ငံမှာတော့မှငလင်ဖြစ်ပြီးနောက်ပိုင်းမှာ၅ရောက်တယောက်လောက်က PTSD ဝင်သွားတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာပုံများနိုင်တယ်ဒါတတိထားရမယ်ဘလိုမျိုးအတက်နိုင်ဆုံးကျွန်တော်တို့ဖက်ကလှုပ်လို့ရလဲဆိုတာလည်းကျွန်တော်ပြောပြပြောပြပေးမယ်ပြီးရင် anxiety depression စိတ်ဓာတ်ကျတော့တာစိတ်လှုပ်ရှားလွှဲသွားတာเนาะအရင်တော့ကအရန်ကိုတန်ပါတဲ့လူတယောက်အခုကျတော့အဲ့လိုမဟုတ်တော့ဘူး တခုခုမဖြစ်နိုင်နဲ့အဲ့ဒီအနေနဲ့တစင်စိတ်ဓာတ်ကဟိုးအောင်ထိထိုးကြသွားတယ်စိတ်ဓာတ်အရန်ကျသွားတဲ့လူတယောက်ကကိုကိုကိုတက်တေဖို့ဝင်မလေးဘူးအဲ့ဒီအနေနဲ့တစင်ကျွန်တော်တို့မလိုလားအပ်တဲ့ဆုံးရှုံးမှုတွေအများကြီးဖြစ်လာနိုင်တယ်ကျွန်တော်တို့တော်တော်လေးကိုတတိထားမယ့်အခြေအနေထဲမှာပါတယ်ပြီးရင်ကလေးတွေကလေးလေးတွေလည်းတော်တော်ထိခိုက်ပါမယ်ကလေးတွေရဲ့စိတ်ဓာတ်ကအဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာအစိုးရကြီးပဲပြောနေရဲဆိုပြီးတော့တွေးခေါင်းတွေးလိုက်မယ်ဒါကကျွန်တော်တို့ဖြစ်လာနိုင်ခြေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကြိုပြီးတော့ပြောပြထားတာအဲ့ဒီဖြစ်လာနိုင်ခြေရှိတာတွေကိုကျွန်တော်တို့ဘယ်လိုမျိုးကာကွယ်ကြရမလဲ ကျွန်တော်တို့တက်နိုင်တာလေးနဲ့ဘယ်လိုလုပ်ကြမလဲဆိုတာကျွန်တော်အောက်မှာဆက်ပြီးတော့ဆွေးနွေးပေးမယ်အဲ့တော့ဘယ်လိုလုပ်ရမလဲအရင်ဆုံးတော့ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာအတွက်ပေါ့တောက်ရေကိုတက်တန်လေးရှိအောင်လုပ်ပေါ့ကိုတောက်တဲ့ရေကနောက်နေတယ်မကြည့်ဘူးဆိုရင်တော့ဒါအောင်မတောက်နဲ့တောက်ရေကတော့ကြည့်ရဲဒါပေမဲ့ယောဂဘိုးတွေကမြင်နိုင်တာမဟုတ်ဘူးကျွန်တော်တို့ကြိုချက်ပြီးတော့တောက်ရေတန်းဆက်သုံးဖို့အဆင်ပြေတယ်ဆိုရင်ရေတန်းဆက်တုံးအဲ့လိုမှမဟုတ်ဘူးကြိုချက်ပြီးမှတောက်ရမယ်ဆိုရင်လည်းကြိုပြီးတော့တောက်ပေါ့နော်အကယ်၍ကိုတောက်တဲ့ရေကအနက်နေပါတယ်ထွက်နေရဆိုရင်လုံးဝတော့မတောက်နဲ့ဒီလိုလုပ်ချင်အပြင်ကျွန်တော်တို့ ဒီရေကနေတစ်ဆင့်ကူးဆက်တဲ့ဝမ်ပြတ်ဝမ်ရှော်ယောဂါတွေကာလာဝမ်ယောဂါတွေတိုက်ဖိုက်ယောဂါတွေဒါတွေကိုကာကွယ်ဒွားနိုင်မယ်။နံပါတ်၁ကတော့ရေတက်တန့်လေးပေါ့နော်။တောက်ရေတန့်လေးရရှိအောင်အရင်လုပ်။နောက်နံပါတ်၂ကတော့တကိုးရေတန့်ရှင်ဖို့လိုတယ်။အခုအချိန်မှာရေရတာခက်ခဲကောင်းခက်ခဲလိမ့်မယ်။ခက်ခဲနိုင်နေဆိုတာလည်းကျွန်တော်တဘောပေါက်တယ်။အကယ်၍ကိုကနေ့တိုင်းရေချိုးဖို့အဆင်မပြေခဲ့ဘူးဆိုရင်တော့မှ အစာစားခက်နေတိုင်းလက်ကိုဆက်ပြနဲ့ရေနဲ့တိကျစေဖို့လိုတယ်။ အိမ်နာတွားပြီးတိုင်းမှာလက်ကိုတိချဆေးဖို့လိုတယ်။ပြီးရင်ကျွန်တော်စားမဲ့တောင်းမဲ့အရာတွေကိုဖုံးအုပ်ထားဖို့လိုတယ်။ရင်တွေပိုးမွားတွေဝင်တာနေအလွယ်တကူမဝင်နိုင်အောင်ကောက်ွယ်ထားဖို့လိုတယ်။အဲ့တော့ဒီလိုနီးအားဖြင့်ကျွန်တော်တို့ဝမ်းပြက်ဝမ်းလျှော်ယောဂတွေနဲ့အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ယောဂတွေကိုလည်းအတိုင်းအတာတစ်ခုထိလျှော်ချပေးနိုင်မယ်။နောက်နံပါတ်3ကတော့ဒီဒဏ်ရာတွေကိုချက်ချင်းကုတာဖို့လိုတယ်။ကျွန်တော်ခုနကပြောခဲ့လို့ပဲအဆောက်အဦတစ်ခုတည်းကနေကိုကထွက်လာနိုင်ပြီဆိုရင်ကိုယ့်စီမှာဒဏ်ရာရနေတာပေါ့နော်။ဒဏ်ရာတချို့တွေကစိတ်ထဲမှာအားနာတာက ကိုထပ်ပို့ပြီးတော့အရေးကြီးတဲ့လူတွေကစိတ်ခတ်မှရောက်နေတာကိုမတော်တော့ပါဘူးလေဆိုပြီးတော့ကိုကပြစ်ထားလိုက်တဲ့ဆိုရင်ကိုရဲ့ဒဏ်ရာအနာရင်းလာလေလေပို့ပြီးတော့ကုရတာခက်လေလေဖြစ်သွားပဲဒါကြောင့်မလို့ဒဏ်ရာတွေကိုလည်းကုတာဖို့လိုတယ်နီးစက်ရဆင်းုံစိတ်ခတ်နေမှာတခြားတော့ကူပါအကယ်၍ကိုကဒဏ်ရာရှိတဲ့ဆိုရင်လည်းကြိတ်မိတ်ပြီးတော့သူ့အနေနဲ့သူပြောက်သွားမယ်ဆိုပြီးတော့မလုပ်ပါနဲ့ဒီအချိန်မှာကိုခံအားတွေလည်းကြာနိုင်တယ်လို့ပတ်ဝန်းကျင်မှာရှိတဲ့ဖုံမှုန့်တွေရွှွန့်တွေယောဂပူပေါင်းဆောင်က ကိုယ့်ရဲ့ဒဏ်ရာအနေနဲ့ကိုယ့်ခန္ဓာကိုယ်ထဲကိုအလွယ်တကူဝင်ရောက်လာနိုင်တယ်။အဲလောလောဆယ်တော့ကိုယ့်အတဲကိုဒါဒဏ်ရာတွေကိုရည်နဲ့တိကျစေးပါ။ရည်တန်ရနိုင်တယ်ဆိုရင်ပိုကောင်းတယ်။နော်ဗီတာဒင်းလိုမျိုးရနိုင်တယ်။အရက်ပြန်နေရနိုင်တယ်ဆိုရင်လည်းပိုကောင်းတယ်။ပြီးရင်တန့်ရှင်တဲ့ပတ်တီဒါမှမဟုတ်လေအဝေးစားတက်တန့်လေးနဲ့ဖုံးအုပ်ထား။အကြေးဒဏ်ရာနီလာမယ်ရောင်းလာမယ်ပြီးရည်တဲလာမယ်ဆိုရင်ချက်ချင်းစေးစီယုံစီကံတော့ပြဖို့လိုတယ်မိခိုင်ပိုးတွေလည်းအလွယ်တကူကူးနိုင်တဲ့အတွက်ကြောင့်မလို့မိခိုင်ကောက်ွက်စီလည်းထိုးထားဖို့လိုတယ် ီမှာတော့9နှစ်10နှစ်အတွင်းမှာကိုကမိခိုင်ကာကွယ်ဆေးကိုမထိုးခဲ့ရသေးဘူးဆိုရင်ပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ကငငယ်ကလေးကမိခိုင်ကာကွယ်ဆေးကထိုးပေးတာပြီးတာတို့တော့ဒီ9နှစ်10နှစ်အတွင်းမှာတခြားအကြောင်းအရာတစ်ခုခုကြောင့်မိခိုင်ကာကွယ်ဆေးလုံးဝမထိုးရသေးဘူးဆိုရင်တော့ကျွန်တော်တို့တွေထိုးထားဖို့လိုတယ်နောက်နံပါတ်၄ကတော့အတက်ရှူလမ်းကြောင်းယောဂါတွေကိုကာကွယ်ဖို့လိုတယ်အဲ့တော့ကိုကတခြားလူတွေနဲ့တွဲပြီးတော့နေနေတဲ့အချိန်ခါကြရင်လေဝင်လေထွက်ကောင်းအောင်လုပ်ထားဖို့လိုတယ်ပြင်ပောက်တွေဖွင့်ထားဖို့လိုတယ်မတဲရီမှာဆိုရင်လည်းဒါတကားတွေဖွင့်တာလို့လို့တယ်နေ့အချိန်မှာ အဓိကဖွင့်ထားပါလိမ့်နော်ဖုံများတဲ့နေရာတွေတွားတဲ့အခါကျရင် ကိုယ်အိမ်မှာရှိတဲ့အပျက်စီးတွေရှင်းလဲတဲ့အခါကျရင်ကျွန်တော်နှာခေါင်းစီးဒါမှမဟုတ်လည်းအဝဲစားတစ်ခုလေးနဲ့တိတ်ချလေးပါဇက်နဲ့နှာခေါင်းကိုဖုံထားဖို့လိုတယ်အကယ်၍ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ကလေးဒါမှမဟုတ်လည်းအသက်ကြီးတဲ့လူတွေကချောင်းဆိုးတာမရက်ဘူးအသက်ရှူခက်ခဲတာတွေဖြစ်လာတယ်ဆိုရင်လည်းပဲကျွန်တော်အကူအညီတောင်းအဆုတ်ရောင်ယောဂတွေကအရန်ဆိုးလာတယ် နောက်ကျသွားတယ်ဆိုရင်ကုရတာပိုခတ်တယ်အဲ့ဒါကြောင့်မလို့ချောင်းဆိုတာကြာလာပြီးအတက်ရှူကခက်ခဲတာတွေဖြစ်လာတယ်ကျွန်တော်တို့စိတ်ယုံစိတ်ခံကိုအမြန်ပြတင်းတယ်နောက်နံပါတ်ကတော့ချင်းကာကွယ်ရေးတွေတရားလုံဆောင်မှုလို့တယ်ကျွန်တော်တို့အိတ်တဲ့အခါကျရင်ချင်းတော်ထဲမှာအိတ်အဲ့တော့ချင်းတော်နဲ့အိတ်တယ်ဆိုတာညာကြမှာပြောတာမဟုတ်ဘူးအကယ်၍ကိုကနေလေနေခင်တရီနားတဲ့ဆိုရင်လည်းပဲတရီမေးတဲ့ဆိုရင်လည်းပဲချင်းတော်ထဲမှာအိတ်ဖို့လို့တယ်အဲ့တော့ချင်းဆိုတာကနေခင်မှာကြိုက်တဲ့ချင်းဆိုရင်ဒါတွဲလို့တို့ကိုယ်ကြီးကူးဆက်နိုင်တယ်။ညမှာကြိုက်တဲ့ချင်းဆိုရင်ဒါငှက်ပြပိုးတွေကူးဆက်နိုင်တယ်။ဘာကြောင့်ပဲဖြစ်ဖြစ်အိပ်ပြီဆိုရင်နားပြီဆိုရင်ချင်းလုံးစကားထဲမှာပဲနေတာကောင်းတယ်။ ဟုတ်နော်ခြင်တော်ကလည်းမပေါက်ပြဲဖို့တခြားလေးပြုစိုက်ထားဖို့လိုတယ်အကေးကိုကအဆင်ပြေတယ်ဆိုရင်ဒါခြင်စေးတွေလိမ့်တာမျိုးတွေလုပ်ဖို့လိုတယ်ဒါကလေးတွေကိုလည်းဂယူစိုက်ထားဖို့လိုတယ်နော်ကျွန်တော်ဒါလေးကိုပုံနဲ့တခြားထပ်ပြီးတော့ပြောပြပေးမယ်အဲ့တော့ဒီမှာပုံထဲမှာမြင်ရတဲ့အတိုင်းပဲကျွန်တော်အတုံးပြုမဲ့တောက်ရည်တွေတုံးရည်တွေနော်အထူးသဖြင့်တောက်ရည်ပေါ့နော်တို့တွေကိုလုံးဝကိုကြိုချက်ထားဖို့လိုတယ်နော်ပပွက်စုနေတဲ့ရည်နွေးကိုတမင်လောက်တော့ကြကြထားပေးဖို့လိုတယ်အဲ့ဒါမှပဲအထဲမှာရှိတဲ့ယောဂပုံမော်တွေတည်ဆုံးသွားမှာပေါ့နော် ဒါမှမဟုတ်လဲကျွန်တော်တို့ရဖို့လွယ်တယ်ဆိုရင်ရေတန့်ဆေးပြားတွေပေါ့နော်ရေတန့်ဆေးပြားလေးတွေကိုတွားပြီးတော့ယူထားပေါ့နော်ချက်ချင်းဒီအတင်းနေမှာဆိုရင်ဒါမျိုးတွေရှိတတ်တယ်အဲတို့တို့စီကတောင်းထားပြီးတော့တုံးရေတွေတောက်ရေတွေကိုရေတန့်ဆေးပြားလေးနဲ့အတုံးပြုပေးလို့ရတယ်နောက်ပြီးတော့တပူရေတန့်ရှေးပေါ့နော်အဲ့ဒါတွားပြီးတိုင်းမှာလက်ကိုတခြားဆေးဖို့လိုတယ်အစာမစားခင်မှာလက်ကိုတခြားဆေးဖို့လိုတယ်အဲ့တော့ဒါတွေကအရန်ကိုအရေးကြီးတဲ့အထက်မှာပါတယ်။ဒါရအနာတရရပြီဆိုရင်လည်းကျွန်တော်တို့ကတေချာလေးကို ကုတာပေးဖို့လိုတယ်အကယ်၍စေုံစေခန်းကိုလုံးဝမတွားဖို့အဆင်မပြေဘူးဆိုရင်တော့မှကျွန်တော်တို့ဒဏ်ရာကိုရေတက်တက်လေးနဲ့စေအဘီတဒင်းတို့အရက်ပြန်တို့နဲ့စေပြီးတော့ပတ်တီတက်တက်လေးနဲ့အုပ်ထားဖို့လိုတယ်နော်ဒဏ်ရာအရန်ကြီးရဲဆိုရင်တော့တွားတွားပြမရမယ်မိခိုင်ကောက်ဝယ်စေးတွေထိုးမရဘူးနော်အစုံနဲ့ဆိုင်တဲ့ယောဂါတွေကိုကောက်ဝယ်ဖို့လည်းလိုတယ်ကျွန်တော်တို့ဖုံထူတဲ့နေရာတွေမှာတွားပြီးဆိုရင်တော့မတ်စတက်ထားဖို့မမေ့နဲ့အကယ်၍ချောင်းဆိုးတာတွေမောတာတွေတက်ရှူရခက်တာတွေရှိလာပြီဆိုရင်တော့စေုံစေခန်းပြပါပြီးတော့ခြင်တွေကိုကောက်ဝယ်ဖို့လည်းလိုတယ်ခြင်တော့ အသုံးပြုပြီးတော့အိပ်ဖို့လုပ်တယ်အထူးသဖြင့်ကလေးတွေကိုလည်းပို့ပြီးတော့တတိထားအောင်ပေါ့နော်ကျွန်တော်ရှေ့ပိုင်းမှာပြောခဲ့လို့ပဲငလင်လုတ်ပြီးတဲ့အခါကျရင်စိတ်ကြမ်းမာကြီးထိခိုက်တဲ့အထင်မှာပါတယ်ကျွန်တော်မြင်တာတဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအပြင်ကူးဆက်ယောဂတွေအပြင်ကျွန်တော်မမြင်နိုင်တဲ့စိတ်အတွင်ပိုင်းမှာလည်းဒဏ်ရာကြီးကြီးမားမားတွေဖြစ်သွားနိုင်တယ်ဒီလိုမျိုးစိတ်ကြမ်းမာကြီးအတွက်ကျွန်တော်တို့ကဘယ်လိုကူးဆက်ရမလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးမယ်ဒီလိုမျိုးကြီးကြီးမားမားအဖြစ်အပျက်တွေဖြစ်ပြီးတဲ့အခါကျရင်ဝမ်းနေတတ်တဲ့စိုးရိမ်တတ်တဲ့ကြောက်တတ်တဲ့ ဒါဒီလိုမျိုးခံစားရတယ်ဆိုတာပုံမှန်ပဲဆိုတာတိထားဖို့လိုတယ်ကျွန်တော်တို့လိုပဲကြံတဲ့ဒူတွေလည်းဒီလိုမျိုးခံစားနေရမယ်ဆိုတာကိုလည်းကျွန်တော်တို့နားလေတဘောပေါက်ပါဖို့လိုတယ်တခါတလေကြာရင်ကျွန်တော်တို့ကစိတ်ယောဂတွေဖြစ်သွားတဲ့ကိစ္စကဘာလို့လဲဆိုတော့ငါတယောက်ထဲပဲဒီစိတ်ဓာရကြီးရဒီစိတ်ယောဂကြီးရနေတယ်ပေါ့နော်ငါတယောက်ထဲပဲဒီလိုမျိုးဖြစ်နေတယ်ဆိုပြီးတော့တွေးတာများလေလေများလေလေအများကြီးများရင်းနဲ့အဲ့ရန်ဒီစင်ကျွန်တော်တို့က စိတ်ယောဂရတဲ့အဆင့်ထိဖြစ်သွားတတ်တယ်ခုလိုမျိုးကျွန်တော်ငလင်တန်နောက်ပိုင်းမှာကြုံလာရတဲ့စိတ်ချမ်းမာရေးပြဿနာဆိုတာကစိုးရင်စိတ်တွေများတာကြောက်စိတ်တွေများတာဝမ်းနည်းစိတ်တွေများတယ်ဆိုတာကလူသားတယောက်အနေနဲ့ပုံမှန်ပဲဆိုတာတိထားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့လုံလုံလို့ရတဲ့နည်းလမ်းတွေလည်းရှိပါတယ်နံပါတ်1ကတော့ဒီမီတာစုနဲ့အိမ်ဒီချင်းတွေနဲ့ဆက်တွယ်နေဖို့လိုတယ်ကိုယုံကြည်ရတဲ့တငယ်ချင်းတွေနဲ့ဆက်တွယ်ပြီးတော့ပြောဆိုနေတာမျိုးလည်းလိုတယ်ဒါမို့လို့လည်းအဝေးမှာရှိတဲ့တခြားမီတာစုကိုယ့်ရဲ့မီတာစုဝင်တွေအကုန်လုံး ငလင်ထဲမှာပါဝါခင်းရင်တောင်မှကိုယုံကြည်ရတဲ့လူတွေကတခြားလူတွေရှိနေနိုင်နေတဲ့ကိုရဲ့မိတ်ဆွေတငယ်ချင်းတွေရှိနေနိုင်နေတဲ့သူတို့နဲ့ပုပ်ပွလွယ်လွယ်ဆွေးနွေးတိုင်းမှာသူတို့နဲ့ဖုံးပြောပေးပါတော့မကြာမကြာသူတို့နဲ့ဆက်တွေ့ပေးပါကိုရဲ့အိမ်ကြီးချင်းတွေနဲ့လည်းမကြာမကြာဆက်တွေ့ပေးပါစကားပြောပေးပါ အချင်းချင်းကူညီပေးကြပါဒီကနေတဆင့်ကျွန်တော်တို့ရဲ့စိတ်ဓာတ်ရာတက်တာလာမယ်ကျွန်တော်တို့ယုံကြည်ရတဲ့လူတွေကိုကျွန်တော်တို့ခံစားချက်တွေကိုပြောပြပေးဖို့လိုတယ်ဒါခါလေးကျရင်ကျွန်တော်တို့စိတ်အယမ်းညစ်တယ် တည်ချင်တော့ဖြစ်တယ်ဆိုရင်တော့မှကျွန်တော်တို့ယုံကြည်ရတဲ့သူတွေကိုကျွန်တော်ပြောပြပေးဖို့လိုတယ်။နံပါတ်1ကကျွန်တော်တို့ရင်ထဲမှာရှိတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ယုံကြည်တဲ့သူတွေနဲ့ဆက်တွေ့ပြောဆိုနေဖို့လိုပါတယ်။နောက်နံပါတ်2ကနေ့စဉ်လုပ်ရုံလုပ်စဉ်တခုဒါကတော့အချင်းတစ်ခုပြန်လုပ်တာပေါ့နော်။ကျွန်တော်တို့အရင်တုန်းကဒီလိုမျိုးအဖြစ်အပျက်ကြီးတွေမဖြစ်ခင်တုန်းကကျွန်တော်နေ့စဉ်ပါလုပ်ခဲ့ရလဲ။ကျွန်တော်စာဖတ်တာဝါနာပါတယ်။ဇက်ကကြည့်တာဝါနာပါတယ်။ဒါပေမဲ့ကျမကြီးတဲ့ပုံညီကြွတာဖြစ်တယ်ဆိုရင်တော့ပိုကောင်းတော့ပေါ့။လမ်းလျှောက်တာဝါနာပါတယ်။ ဘလုံးကန်တာဝါနာပါတယ်ဒါတွေကိုကျွန်တော်တို့ပြန်ပြန်ပြန်ပြီးတော့စူးစမ်းပြီးတော့လိုက်လုပ်ပေးစူးစမ်းပြီးတော့လိုက်လုပ်ပေးလိုက်လုပ်ပေးနေကျွန်တော်တို့စိတ်လေးတွေကပုံမှန်အသားပြန်ကြလာမယ်ပုံမှန်လေးပြန်ဖြစ်လာမယ်အဲ့တော့ကလေးတွေအတွက်ဆိုရင်ဒါကပို့ပြီးတော့လိုအပ်တယ်ဖြစ်နိုင်နေဆိုရင်အချိန်စရာလေးဆွဲပြီးတော့တတ်တတ်မတ်မတ်ပေါ့နော်အဲ့ဒီအချိန်လေးမှာစိတ်ပပမပပစူးစမ်းပြီးတော့လုပ်ပေးလိုက်နေတိုင်းနေတိုင်းလှုပ်ပါများတဲ့အခါကျရင်ပုံမှန်လေးလှုပ်ပြီးတာကြာလာတဲ့အခါကျရင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကလည်းအတိုင်းအတာတကူရောရော့သွားနိုင်တယ်ပေါ့နော်နောက်တစ်ခုကကလေးတွေကိုရိုးရိုးတတလေးရှင်းပြဖို့လိုတယ် တချို့တွေကတော့ရှိကောင်းရှိမယ်တမိတာအစုလုံးကငလင်အောင်ပါသွားတယ်နော်ကလေးတယောက်လေးပဲကြံ့တယ်သူ့ရဲ့အတော်တွေဦးလေးတွေအဖိုးတွေအဖွားတွေကဒီကလေးလေးကိုထိန်းထားပေးတယ်သူ့အဖေမေတွေဘာဖြစ်သွားလဲဆိုတာသူ့ကိုလုံးဝမပြောဘူးအခြားအကြောင်းအရာတွေနဲ့တွားပြီးတော့လိန်ပြီးတော့လှည့်ပြီးတော့ပြောထားတယ်ဒါပေမဲ့ဒီကလေးကတစ်ချိန်မဟုတ်တစ်ချိန်မှာသူ့မိဘတွေဘလို့ဖြစ်သွားလဲဆိုတာသူတိလာမှာပဲဒီညမှာတချို့တွေကပြောစရာရှိတာကကလေးကအရန်ကိုနုနယ်နေတယ်ဗောနော်မပြောဘဲနဲ့ကြီးလာမှာပြောမယ်ဒါမှမဟုတ် နောက်ပိုင်းကျမှပြောမယ်ဆိုပြီးတော့လောက်တာမျိုးတွေရှိကောင်းရှိမယ်တကယ်တကယ်နဲ့အခါကျတော့စိတ်ကြမ်းမာရေးပညာရှင်တွေပြောထားတယ်လို့ဆိုရင်တော့ဒီကလေးလေးကိုစောရနိုင်များစောစောပွပွင့်လင်းလင်းရိုးရိုးတတားလေးပြောပြီးပါလို့ပြောတယ်။ဘာဖြစ်လို့လဲဆိုတော့မိဘတွေမရှိတော့တဲ့နောက်ပိုင်းမှာသူ့ကိုအုပ်ထိန်တဲ့သူတွေကိုသူကယုံကြည်ထားတာပေါ့နော်။စိတ်ထဲမှာယုံကြည်နေတာ။ အကေတူကိုဒီအကြောင်းအရာတွေကိုပုပ်ပွင့်နေနေရိုးရိုးတတမပြောခဲ့ဘူးတစ်ချိန်ချိန်မှာသူတိသွားတဲ့အချိန်ကျရင်လက်ရှိသူ့ကို အုတ်ထိန်တဲ့သူတွေကိုအယုံအကြည်ပြတ်သွားတယ်ပိုဆိုးသွားနိုင်တယ်ဒီကလေးရဲ့စိတ်ထဲမှာဘ ᱹ ဒုကိုမှမယုံကြည်တော့ဘဲနဲ့စိတ်ပိုင်းဆိုင်ရာပြတ္တနာတွေပို့ပြီးတော့ဆိုးလာနိုင်တယ်စိတ်ကြမ်းမကြီးဆိုင်ရာပြတ္တနာတွေပို့ဆိုးလာနိုင်တယ်ဒါကြောင့်မလို့ကလေးလေးတွေကိုငယ်ပဲငယ်တော့ညာလဲပေါ့နော်ရိုးရိုးတတပုပ်ပွင့်နေနေတူနားလဲလိုင်လောက်တဲ့စကားလုံးလေးနဲ့ ရှင်းပြပြီးပါတဲ့နော်အဲ့လိုရှင်းပြပြီးမှပဲရေရှည်မှာဒီကလေးအတွက်ပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်ဟုတ်ပြီနော်အဲ့တော့တို့တို့ချစ်ချောင်းကိုလည်းပြောရမယ်ကုညီပေးမယ်ကို့ကိုယုံကြည်လို့ရတယ်ဆိုလည်းပြောပြပြီးလို့ရတယ်နောက်တစ်ခါစိုးရင်ပူပန်မှုတွေလွန်ကဲလာပြီအိမ်မက်ဆိုတွေမကြမကြမတ်တယ်ဒီအချောင်းတွေတွေ့တိုင်းအရန်ကိုကြောက်နေတယ်ဆိုရင်တော့ကျွန်တော်အကူအညီလိုအပ်လာပြီကျွန်တော်အပေါ်မှာပြောခဲ့လို့ပဲ PTSD တို့ depression တို့အဆင်ဖြစ်သွားပြီအရန်ကိုစိုးရင်မှုတွေလွန်ကဲပြီးတော့ အိမ်မက်ဆိုးတွေအရန်ကိုမက်လာပြီဆိုရင်တော့စိတ်ဓာတ်တွေအရန်ကျလာပြီဆိုရင်တော့ကျွန်တော်တို့အကူအညီလိုပါတယ်နော်ကျွန်တော်တို့တယောက်တည်းဖြည့်ရှင်လို့မရတော့ဘူးဒီလိုမျိုးအခြေအနေဆိုရင်တော့စိတ်ကြမ်းရေးကျွမ်းကျင်တဲ့ဒူတွေဆရာဝန်လည်းဖြစ်ချင်ဖြစ်မယ်ဒါမှမဟုတ်လည်းစိတ်ပညာရှင်လည်းဖြစ်ရင်ဖြစ်မယ်ကောင်ဆယ်လာလည်းဖြစ်ရင်ဖြစ်မယ်တူတူနဲ့တရားလေးတိုင်ပင်ဆွေးနွေးပါကျွန်တော် online အနေနဲ့တိုင်ပင်ဆွေးနွေးလို့ရတယ်တချို့ channel တွေရှိပါတယ်တချို့ channel တွေဆိုရင်လည်း free ပါနော်ဥပမာ telegram လိုမျိုးနေရာတွေမှာဆိုရင် free စိတ်ကြမ်းရေးပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်လို့ရတယ်ဒီလိုမျိုးဖြစ်လာတဲ့အခါကျရင်ကျွန်တော်တို့အကူအညီရယူပါတိုင်ပင်ဆွေးနွေးပါဒီလိုမျိုးအကူအညီလိုအပ်တယ်ဆိုတာစိတ်ရှက်စရာမဟုတ်ဘူးစိတ်ကြမ်းမှရတယ်ကျွန်တော်တို့ခန္ဓာကိုယ်လိုပဲအရန်ရေးကြီးတယ်လိုအပ်တယ်ဆိုရင်ဟိုအကူအညီယူတင်ယူရမယ်ဒီလိုမျိုးအကူအညီယူလိုက်လို့လေကိုကယူနေရလို့ပြောချင်တာမဟုတ်ဘူး အဲ့လိုမျိုးလိုအပ်တဲ့ခါကျရင်စိတ်နေမကောင်းတဲ့ခါကျရင်စိတ်မှာဒဏ်ရာရတဲ့ခါကျရင်ကျွန်တော်တို့ဒီဟာကိုလည်းကုထားဖို့လိုတယ်ကျွန်တော်ပုံလေးနဲ့လည်းထပ်ပြောပြထားပေးတယ်နော်ကိုယ့်ရဲ့မိသားစုတွေကိုယ့်ရဲ့ယုံကြည်ရတဲ့တငယ်ချင်းတွေမိတ်ဆွေတွေအိန္ဒိယချင်းတွေတူတူနဲ့လည်းပုံပွင့်လင်းလင်းတိုင်းပင်မှာဆွေးနွေးပါစကားပြောပါဒါနေ့စဉ်လုပ်တဲ့ပုံမှန်အလုပ်တစ်ခုခုကိုအလေးအကျင့်နေနဲ့ပြောထောင်တာမျိုးတွေလုပ်ပေးပါကလေးတွေကိုလည်းပုံပွင့်လင်းလင်းရိုးရိုးတတားလေးပြောပြပါကိုကလိုအပ်လာတဲ့အခါကျရင်အိမ်မက်ဆိုးတွေရမ်းမက်တယ်စိတ်တက်တွေအရန်ကြားနေတယ် နော်ကိုကိုတက်တည်ခြင်းလောက်ဖြစ်လာပြီဆိုရင်ဟိုပွင့်လင်းလင်းအာမနာတဲ့စိတ်ချမ်းသာရေးပညာရှင်တွေနဲ့တိုင်းမင်းမှာအကူအညီယူရမှာလဲမရှက်ပါနဲ့မကြောက်ပါနဲ့တခြားလူတွေပြောလို့ယူနေလို့တိုင်းမင်းတာမဟုတ်ဘူးကိုရဲ့စိတ်ချမ်းသာရေးဆိုတာကလည်းရုပ်ပိုင်းဆိုင်ရာလိုပဲထိခိုက်တတ်တဲ့အတွက်ကြောင့်မလို့ပြန်ပြင်ပေးဖို့အတွက်ကြွမ်းကျင်တဲ့လူတွေနဲ့တိုင်းမင်ပြီးတော့ပြန်ပြင်ပေးတာဒီလိုပဲမှတ်ထားပါအရေးကြီးဆုံးကဒီလိုဒီအချိန်နေဒီကာလမျိုးမှာကိုလိုပဲသူများတွေလည်းခံစားနေရတာရှိပါတယ် အကူအညီလိုလာတယ်ဆိုရင်လည်းမမေ့ပါနဲ့အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပြောခဲ့လို့ပဲငလင်ပြီးရဲ့နောက်မှာလည်းကျွန်တော်နောက်ဆက်တွဲအနေနဲ့ကုဆက်ယောဂါတွေကုလာနိုင်တဲ့တက်ရှူလမ်းကြောင်းနဲ့ဆိုင်တာတွေအနာထဲကိုယောဂါပိုးဝင်တာတွေဝမ်ပြက်ဝမ်ချော်ယောဂါတွေချိန်ကနေတစ်ဆင့်ကုဆက်တဲ့ယောဂါတွေဝင်လာနိုင်တယ်လို့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာကိုလည်းယောဂါတွေတစ်ခုတစ်ခုဝင်လာနိုင်တယ်အဲ့ဒါတွေဒါတွေအတွက်လည်းလိုအပ်လာတယ်ဆိုရင်လည်းတက်ဆိုင်ရာကျွမ်းကျင်တဲ့သူတွေနဲ့တိုင်ပင်ဖို့လိုပါတယ်အဲ့တော့ကိုကိုကူယူဆိုင်ပါကိုကိုကိုလည်းညတာပါ အကယ်၍ကိုကစိတ်ပိုင်းဆိုင်ရာမှာဒဏ်ရာရနေတယ်စိတ်ပိုင်းဆိုင်ရာမှာကျမ်းမာရေးလိုအပ်နေတယ်ဆိုရင်လည်းကျွန်တော်တခြားစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေတင်ထားပေးတာရှိပါတယ်အွန်လိုင်းအနေနဲ့ဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မျှဝေမိနေတဲ့ဆရာတွေဆရာမတွေလည်းရှိပါတယ်ပြီးတော့တယ်လီကျမ်းမာလိုမျိုးနေရာမှာဆိုရင်လည်းပဲစိတ်ကျန်းမာရေးပညာရှင်တွေနဲ့ဥပွင့်လင်းလင်းအခမဲ့တွားပြီးတော့တိုင်ပင်လို့ရတာတွေလည်းရှိပါတယ်မိတ်ဆွေတွေနဲ့ ဗီဒီယိုဒီကြည့်ပြရတဲ့အကြောင်းမလို့ကျေးဇူးတင်ပါတယ်ပြီးတော့ကိုယ့်ရဲ့အတိမိတ်ဆွေတွေထဲမှာလည်းဒီဗီဒီယိုကိုလိုအပ်နေတဲ့လူတွေရှိပါလိမ့်မယ်တို့တွေအတွက်ကျေးဇူးပြုပြီးတော့ဝေမျှပေးပါဦးကျွန်တော်ဆက်ပြီးတော့လည်းကျမရဲ့ဝူဒရာတွေကိုမျှဝေပြီးမှဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ရဲ့ channel တွေကိုလည်း like နဲ့ subscribe လုပ်ထားပေးပါကျေးဇူးတင်ပါတယ်အဆအဆရရအဆင်ပြေပါစေရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရောကြကြမမနဲ့ကောင်းမွန်တဲ့အနာဂတ်တစ်ခုမှအားလုံးပြန်ဆောင်ကြပါမယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ